ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဇူလိုင်လ1ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပရမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့နိုင်ငံတကာစာချုပ်များအရစစ်ပွဲများမှာအသက်15နှစ်အောက်ကလေးများစစ်မှုထမ်းခိုင်းခြင်းကိုစစ်ရဆွေးမှုအဖြစ်သတ်မှတ်ထားတဲ့အတွက်မြန်မာကလေးများစစ်မှုထမ်းနေရမှုကို WIWM ကစတင်စုံစမ်းစစ်ဆေးနေ စစ်ကောင်စီကအသက်15နှစ်အောက်ကလေးငယ်များကိုစစ်မှုတပ်တသားတဲ့အဖြစ်စုဆောင်းမှုတပ်တွေများပေါ်ထွက်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာနိုင်ငံတကာသဘောတူညီချက်စာချုပ်များအရအသက်15နှစ်အောက်ကလေးများစစ်မှုထမ်းခိုင်းခြင်းကိုစစ်ရာဆွေးမှုအဖြစ်သတ်မှတ်ထား၍မြန်မာနိုင်ငံမှာကလေးများအားစစ်မှုထမ်းခိုင်းနေမှုများကိုကုလသမဂ္ဂလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရှင်များ WIWM ကစုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း WIWM ကထုတ်ပြန်ပါတယ်ယောမစာချုပ် Geneva Convention များနဲ့ အခြားနိုင်ငံတကာသဘောတူစာချုပ်များအရစစ်ပွဲများမှာအသက်15နှစ်အောက်ကလေးများအားစစ်သားတစ်အဖြစ် စုဆောင်ခြင်းသို့မဟုတ်အသုံးပြုခြင်းကိုတားမြစ်ထားပြီးစစ်ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားကြောင်းစစ်သားစုဆောင်ခြင်းဆိုဒီမှာစစ်တပ်မှတာဝန်ထမ်းဆောင်ရလူအများကိုဆွဲဆောင်ခြင်းအားပေးခြင်းဖြစ်ပြီးစစ်မှုထမ်းကမ်းခြင်းဆိုဒီမှာမဝင်မနေရသို့မဟုတ်မဖြစ်မနေစစ်တပ်ထဲဝင်ရခြင်းကိုညွှန်ကြောင်းနိုင်ငံတွင်းနဲ့နိုင်ငံတကာဥပဒေများမှာ အရွေရောက်ပြီးသူများအားစစ်သားတဲ့အဖြစ်စုဆောင်းခြင်းသို့မဟုတ်စစ်မှုတန်းခိုင်းခြင်းကိုအကြံဖြင့်အားဖြင့်ခွင့်ပြုထားပေမယ့်လေကလေးများပါဝင်လာတဲ့အခါမှာရင်းတို့စစ်သားစုဆောင်းခြင်းကိုစစ်ရာဇဝတ်မှုအဖြစ်သတ်မှတ်နိုင်ကြောင်း WIWM ကပြောဆိုပါတယ် WIWM အနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကိုင်အဖွဲ့များနဲ့အစိုးရမဟုတ်တဲ့အဖွဲ့များက လင်းများကိုစစ်မှုထမ်းကိုက်စေသည့်အမှုများကိုစုံစမ်းစစ်ဆေးလျက်ရှိကြောင်းထုတ်ပြန်ပြောဆိုပါတယ်။ယခုကာလဟာစိန်ခေါ်မှုများပြည့်နေနေပေမဲ့မြန်မာနိုင်ငံမှာကျူးလွန်နေတဲ့ကြီးလေးသောနိုင်ငံတကာရာဇဝတ်မှုများကိုအမိန်ပေးသူသို့မဟုတ်ကိုယ်တိုင်ကျူးလွန်သူများကိုရန်နယားကအားစိုက်လုဆောင်နေသည်ကိုအရှင်လျှော့မှာမဟုတ်ကြောင်းရာဇဝတ်ကျွလွန်သူများကမြည်သည့်လူမျိုးစုသို့မဟုတ်မြည်သည့်နိုင်ငံရေးအဖွဲ့အစည်းကဖြစ်နေပါစေ၎င်းတို့လုံရက်များအတွက်တရားရုံးမှတရားစီရင်ခံရရေးကိုရှေ့ရှုလှုံ့ဆော်လျက်ရှိကြောင်း double and double m ရဲ့အကြီးအကဲ Nicholas Conjean ကပြောဆိုပါတယ်အကြံဖတ်စစ်ကောင်စီတပ်ကမြန်မာနိုင်ငံတဝန်းမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုတပ်တပ်သားများဖြင့်စုဆောင်းလျက်ရှိရမှာရင်းသူစုဆောင်းခံရသူများမှာအသက်15နှစ်အောက်ကလေးငယ်များများစွာပါဝင်နေကြောင်းဒေသပြည်သူများရဲ့ပြောဆိုချက်နဲ့တော်လှန်ရေးတပ်ဖွဲ့များရဲ့ထုတ်ပြန်ချက်များအရသိရှိရပါတယ်။ဇော်လ24ရက်နေ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ထုတ်ပြန်ချက်အရ ဇော်နာအတွင်းမှာတိမ့်ပတ်ရရှိခဲ့တဲ့ပလဲမြွနယ်ကန်တောင်ရေစကန်တိမ့်တိုက်ပွဲမှာအသက်15နှစ်အရွယ်မောင်နီထက်လင်းကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်ကောင်စီတပ်ကရန်ကုန်မှာအသက်15နှစ်အရွယ်မောင်နီထက်လင်းကိုစစ်သားအဖြစ်ပေါ်တာဆွဲဖမ်းဆီးပြီးစကိုင်းတိုင်းပလဲမြွနယ်ကန်တောင်ရေစကန်တိမ့်တိုက်ပွဲကိုပို့ဆောင်စင်မှာစစ်တုံးပန်းအဖြစ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကဖမ်းဆီးရရှိကြောင်း PLA ကဆိုပါတယ်။အသက်15နှစ်အရွယ်မောင်နီထက်လင်းဟာ ရန်ကုန်မှာအကင်ရောင်းနေစမှာစစ်တပ်ကတပ်သားတအဖြစ်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းရင်းနောက်တောင်တင်းကြီးမြို့မှာရှိတဲ့အမတ်ကွနဲ့စစ်အခြေခံလက်ကျင်ရေးတင်တန်းကျောင်းကိုပို့ဆောင်ပြီးတင်တန်းငါလာတက်ရောက်ခိုင်းကြောင်းရင်တော့ပခုတ်ကိုနှင်းငါနှစ်တက်ကိုရောက်ရှိပြီးမောမန်တင်တန်းတက်ခိုင်းကရဟတ်ရင်နဲ့ပလင်းမြွနဲ့အင်မတီပြူစောတီကြီးရွာကိုပို့ဆောင်ကြောင်းဒိုမတဆင်တိုက်ပွဲဖြစ်ပွားနေတဲ့ကန်တော့ရေစခန်းကိုရောက်ရှိခဲ့ကြောင်းဘန်ကာတွင်းတာဝန်ချထားစင်မှာအိပ်ပျော်နေတဲ့အတွက်စစ်တပ်ကပြန်ဆုတ်သွားချိန်မှာမနှိုးဘဲခြံရစ်ထားခဲ့ကြောင်း စစ်တုံဘတ်မောင်နေထက်လင်းကဝင်ခံထွက်ဆိုထားပါတယ်အလားတူ2024ခုနှစ်ဧပြီလ3ရက်နေ့နေပြည်တော်တက်ကုန်းမြို့နယ်အေးချမ်းသာစံပြကြီးရွာမှာအသက်15နှစ်အရွယ်မောင်ဖိုးချစ်ကိုစစ်မှုထမ်းရန်အတွက်ဟုဆိုကစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းကြီးရွာမှာပြည်သူများကပြောဆိုကြပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ကနေပြည်တော်တက်ကုန်းမြို့နယ်အောင်ချမ်းသာစံပြကြီးရွာအတွင်းကိုလာရောက်ပြီးစစ်မှုထမ်းရန်မဲပေါက်ထားတဲ့မောင်မျိုးချစ်ကိုရှာဖွေမတွေ့ရှိခဲ့တဲ့အတွက်ညီဖြစ်သူအသက်15နှစ်အရွယ်မောင်ဖိုးချစ်ကို စစ်တပ်ကစစ်မှုတပ်တသားတိအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပါတယ်။ထို့အတူ2024ခုနှစ်ဒီဇင်ဘာလ12ရက်နေ့ပဲခူးတိုင်းမင်းလားမြို့နယ်တင်တော်ယူရွာမှာအသက်15နှစ်အရွယ်ဖိုးတာထူအပါအဝင်လူငယ်၁၀ဦးကျော်ကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသပြည်သူများကပြောဆိုခဲ့ပါတယ်။အကြမ်းဖက်စစ်ကောင်စီက2024ခုနှစ်ဧပြီလမှစတင်က ပြည်သူစစ်မှုတန်းဥပဒေနဲ့လစဉ်စစ်မှုတန်းတင်နှံများဖွင့်လှစ်ပြီးနိုင်ငံတော်မှစစ်မှုတန်းတပ်သားတင်များအကြီးအကျယ်စုဆောင်းနေခြင်းဖြစ်ပါရခင်ဗျာဆက်လက်သိရှိရတဲ့သတင်းကတော့စကိုင်းမြို့နယ်မင်းကွန်းတောင်ရွာငကပတ်ဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်သား၄ဦးသေဆုံးပြီး၄ဦးအရှင်မိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစကိုင်းတိုင်းစကိုင်းမြို့နယ်မင်းကွန်းတောင်ရွာငကပတ်တောင်ဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကိုဝန်ရောက်တိုက်ခိုက်ခဲ့ရမှာ စစ်သား၄ဦးသေဆုံးပြီး၄ဦးအရှင်ဖမ်းမိခဲ့ကြောင်းယူနီကွန်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါတယ်။ဇော်လ29ရက်နေ့မွန်လယ်တနာရီခန့်ကမင်းကွန်းဒေသမင်းကွန်းတောင်ရွာမှာရှိတဲ့ငကပတ်တောင်ဖုန်ကြီးကျောင်းမှာအင်အား30ခန်းနဲ့တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကအလေးငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သား၄ဦးသေဆုံးပြီး၄ဦးအရှင်ဖမ်းမိကဂျီ3အမျိုးအစားတနက်၄လက် MA1 အမျိုးအစားတနက်၂လက်နဲ့ခရရန်ပစ္စည်းများတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ စကားဆစကန်တစ်ခုလုံးသိမ်းပိုင်နိုင်ခဲ့ပါတယ်။အလောင်းလေးလောင်းနဲ့၃ပန်း၄ဦးဖမ်းမိခဲ့တယ်။ကြံတဲ့စကားတွေကတော့အကုန်ထွက်ပြေးသွားတာပါ။မင်းကုန်ရေစကန်ကလည်းစစ်ကူတွေအများပြားတက်လာတာရဲ့ဘုံကြီးကြောင်ဖြစ်နေတာရဲ့ကြောင့်စကားစကန်ကိုမီးရှို့ရှင်းလင်းတာမျိုးမလုပ်ခဲ့ပါဘူးလို့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကပြောကြပါတယ်။အဆိုပါတိုက်ခိုက်မှုကိုယူနီကွန်းပျောက်ကြားတပ်ဖွဲ့နဲ့ No More Detectorship NMD တပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးမစိုးရိမ်ရတံရန်ရရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာထပ်မံတင်ဆက်ပေးခြင်းတဲ့တွင်ကတော့စင်ကူးမျိုးပေါ်မှာရှိတဲ့ကြံ့ဖွတ်ပါတီရုံးကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းစင်ကူးမျိုးပေါ်မှာရှိတဲ့ကြံ့ဖွတ်ပါတီရုံးကိုအကြံ့ဖတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းပြည်ဦးလွင်ခရင်ပကဖားမှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်ဇွန်လ29ရက်နေ့ညစေနာရီခန့်မှာစင်ကူးမျိုးပေါ်မှာရှိတဲ့ကြံ့ဖွတ်ပါတီရုံးကိုအကြံ့ဖတ်စစ်တပ်ရဲ့ တတအုပ်လီတပ်မှတက်လာတဲ့ MiG 29 Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အချက်ဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းချက်ဖို့ပါတီယုံအဆောက်အုံထိမှန်ပြက်စီးခဲ့ပြီးပြည်သူများအထိခိုက်မရှိကြောင်းသိရှိရပါတယ်။စင်ကူးမျိုးပေါ်ကျန့်ဖို့ပါတီယုံကိုအကြက်ဖက်စစ်တပ်ရဲ့တရားဥပဒေတက်ကတက်လာတဲ့ MiG 29 Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာ ကျပ်ပေါ်ပါတီယုံအဆောက်အုံတစ်ခုထိခိုက်ပျက်စီးပြီးပြည်သူထိခိုက်မရှိပါဘူးလို့ပြည်ဦးလွင်ခရင်ပကဖမတာဝန်ရှိသူတဦးကပြောဆိုပါတယ်ပြည်သူများအနေနဲ့အကျပ်ဖက်စစ်ကောင်စီတက်တဲ့ဝေးရမှာနေထိုင်ကြရတဲ့လီချောင်းရံကာကွယ်နိုင်ဖို့အတွက်ဘုံခုချင်းများတူးထားကြဖို့ပြည်ဦးလွင်ခရင်ပကဖကအသိပေးနှိုးဆော်ထားပါတယ်ခင်ဗျာဆက်လက်သိရှိရတဲ့သတင်းကတော့အေယာဝတီမှစစ်စခန်းအချို့ AA နဲ့ပူးပေါင်းတက်သိမ်းပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအေယာဝတီတိုင်းမြန်အောင်ခရိုင် အင်ကပူမြို့နယ်မှာစစ်ကောင်စီတပ်ဆွဲထားတဲ့ကြီးရွာအချို့ကိုအရကတတော်အေအေနဲ့ပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသတင်းရရှိပါတယ်တိုက်ပွဲများပြင်းထန်နေတဲ့လင်းမျက်နှာမြို့နယ်နဲ့ဆက်ဆက်နေတဲ့ကြေးရွာများမှာတက်ဆွဲထားတဲ့စစ်တပ်စခန်းများကိုဇွန်လဇန်းပိုင်းမှာစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ယခုရက်ပိုင်းမှာနေရောညပါတိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက်ဇွန်လ29ရက်နေ့ညနေပိုင်းမှာစခန်း3ခုထပ်မင်းဲကိုသိမ်းပိုက်ရယူလိုက်ခြင်းဖြစ်တယ်လို့စီးရီးသတင်းရင်းမြစ်တချို့ကပြောပါတယ်။ ဧရာဝတီတိုင်းခြေစိုက်စည်ရေးတရင်ရှိမြစ်တူကစစ်တပ်ဘက်ကဒေတာတွေအများကြီးရှိတယ်လက်နက်တွေလည်းအများကြီးရထားတယ်လို့ဆိုပါတယ်အေအေနဲ့ပူးပေါင်းတက်သိမ်းယူလိုက်တဲ့နေရာဟာဟင်္ဒရခရိုင်ကွင်းကောက်မြို့မှာရှိတဲ့စစ်ကောင်စီတမ်းမြင့်လေ့ကျင့်ရေးကျောင်းတတကငားနဲ့လဲမိုင်အနေငယ်သာကွာဝေးတယ်လို့သိရှိရပါတယ်စကန်သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးအေအေကတော့တရင်မထုတ်ပြန်သေးပါဘူးအေအေနဲ့ပူးပေါင်းတက်များဟာပြီးခဲ့တဲ့ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလကဖြစ်ပွားတဲ့တိုက်ပွဲများအတွင်း ရွှေတောင်ရံမြို့တာပေါင်းမြို့တို့မှစစ်တပ်စခန်းတချို့ကိုသိမ်းပိုက်ခဲ့ပါတယ်။စစ်ကောင်စီတပ်နဲ့အေအေဦးဆောင်တဲ့ပူးပေါင်းတပ်များအကြံအေယာဝတီတိုင်းအတွင်းမှာရှိတဲ့ရေကြီးမြို့နယ်၊လေးမျက်နှာမြို့နယ်၊အင်ကပူမြို့နယ်တို့မှလည်းလက်တလော့တိုက်ပွဲများဖြစ်ပွားနေပါတယ်။ရေကြီးမြို့နယ်မှာရှိတဲ့စစ်ကောင်စီအတိကတပ်ဆွဲထားတဲ့အမြောက်တပ်3လေးလေးအနီးမှာလည်းတိုက်ပွဲများပြင်းထန်နေပါတယ်။အခုရက်ပိုင်းတိုက်ပွဲတွေတော်တော်ပြင်းပြင်းထန်ထန်ဖြစ်နေတာပါ။လက်နက်ကြီးပစ်ခတ်မှုတွေလည်းဇက်တိုက်ပဲ။ညဘက်တွေဆိုလေကြောင်းကနေပစ်ကူပေးတာပါ။ ။အင်းအင်းနဲ့ပူပေါင်းတက်တွေကတော့ရှစ်ဘက်ကိုတိုးလာတဲ့သဘောထင်တယ်လို့ဟင်္ဒရာမြို့ကန်တဦးကပြောပါတယ်။တိုက်ပွဲများပြင်းထန်နေစမှာစစ်ကောင်စီကရန်ကုန်တိုင်းပတ်မှအေယာဝရီတိုင်းကိုဝင်တဲ့လမ်းကြောင်းများနဲ့မြို့ဝင်ထွက်ဂိမ်းများမှာစစ်ဆီးမှုများကိုပို၍တင်းကျပ်နေပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့ ABSTF စစ်တင်နယ်စင်းပွဲကို KIAA နဲ့မဟာမိတ်များတက်ရောက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးကျောင်းသားတက်မတော် ABSTF အမတ်နှစ်စစ်ကြောင်းရဲ့အခြေခံစစ်ပညာသင်တန်းစင်ပွဲကိုမဟာမိတ်တပ်ဖွဲ့များမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း ABSDF ကယနေ့သတင်းထုတ်ပြန်ပါတယ်။ ABSDF အမတ်နှစ်စစ်ကြောင်းရဲ့အမတ်စဉ်တင်မြင့်ဆောင်2025အပတ်စဉ်ကိုအခြေခံစစ်ပညာသင်တန်းစင်ပွဲအခမ်းအနားကိုဇွန်လ25ရက်နေ့ကအမတ်နှစ်စစ်ကြောင်းအခြေခံစစ်ပညာသင်တန်းဌာနမှကျင်းပခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါသင်တန်းစင်ပွဲအခမ်းအနားကိုမဟာမိတ်အဖွဲ့အစည်းများဖြစ်ကြတဲ့ ARAKA တပ်တော် ULAA မှတက်မှုများ KIO KIA မှအုပ်ချုပ်ရေးအဖွဲ့ဝင်များဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BBLA မှအရာရှိကြီးများကြောက်စေခရိုင်အမှတ်3တရင်းမှတမူးများတက်ရောက်ခဲ့တယ်လို့တပ်ပုံမှတ်တမ်းများနဲ့အတူဖော်ပြပါတယ်။ဒါ့အပြင် ABSDF အမှတ်1စစ်ကြောင်းအပတ်စဉ်နှစ်စီးတင်နန်းသူတင်နန်းသားများအပတ်စဉ်10အခြေခံစစ်ပညာတင်နန်းသားများနဲ့ပြည်သူများတက်ရောက်ခဲ့ရမှာသက်ဆိုင်ရာမဟာမိတ်အဖွဲ့အစည်းအသီးသီးမှရှိတဲ့ခေါင်းဆောင်များမှအပိစကားပြောကြားခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ထို့ကြောင့်စုရတင်နန်းသူတင်နန်းသားများကိုလည်း စုချင်းမြင့်ခဲ့တယ်လို့ဆိုပါတယ်။လက်ရှိຫນွေဦးတော်လန်ရေးလို့ခေါ်တဲ့စစ်အာဏာရှင်စန့်ကျင်မှုမှာဝန်ထမ်းများရဲ့ CDM လှုပ်ရှားမှုဟာတနိုင်ငံလုံးမှာခိုင်မာစွာနဲ့အချိန်ကြာမြင့်စွာတိုက်ပွဲဝင်နိုင်တဲ့ကဲ့သို့ကျင်းလက်မျိုးပြဒေတာအသီးသီးမှရှိတဲ့လူငယ်များကလည်းလက်နက်ကင်တော်လန်ရေးကိုနေရာတကာမှခုခံတော်လန်လျက်ရှိတယ်လို့ APSDF ဥက္ကဋ္ဌရဲဘော်တန်ကေက People Spring နဲ့မင်းမြန်ကမ်းမှာပြောပြခဲ့ပါတယ်။ဒီအပေါ်မှာကျွန်တော်တို့ကပေါင်းဆက်ဖို့လူတွေဆိုတာအခိုင်အမာချမှတ်ခဲ့တယ်။ မိမိအဖွဲ့အစည်းတစ်ခုအကောင်းရေးထက်စစ်အာဏာရှင်ဆန့်ကျင်ရေးကိုစွစွစီစီအလုံးလုံးနိုင်ရေးအတွက်ကျွန်တော်တို့စဉ်းစားခဲ့ကြတယ်။တနည်းအားဖြင့်ပြောရရင်အစိုးရအဖြတ်ပေးမဲ့စစ်အာဏာရှင်တိုက်ပွဲဟာဗမာပြည်ပြည်တွင်းမျက်နှာစာမှာရှိတယ်ဆိုတာကျွန်တော်တို့ဗဟုကော်မတီအနေနဲ့အခိုင်အမာချတယ်။အလားတူလုပ်ရမယ့်လုပ်ငန်းတွေလည်းပြည်တွင်းမျက်နှာစာမှာအလုပ်တွေကိုအခိုင်အမာဖော်ဆောင်ရမယ်ဆိုတဲ့ယူဆချက်တွေရှိတယ်။ဒါကြောင့်မို့ဒီလုပ်ငန်းစဉ်ချမှတ်မှုဟာမှန်ကန်ခဲ့တယ်လို့ကျွန်တော်ယူဆပါတယ်။ဒီအတွက်လည်း မကဒတာចောင်းသားတက်မတော်ဟာနေမီအစ်တွေအလုတ်ဖွဲ့အစ်တွေစစ်ចောင်းအစ်တွေအင်အားအစ်တွေကိုတိုးချက်နိုင်ခဲ့တယ်လို့မြင်ပါတယ်လို့ရဲဘော်တန်ကဲကပြောပြထားပါတယ်။ ABSDF ဟာကချင်၊ကရင်၊မွန်၊စကိုင်းမကွေး၊ရှမ်းမြောက်ဒေသများမှာတိုင်းရင်းသားတော်လှန်ရေးတပ်များနဲ့ပြည်သူ့ကာကွယ်ရေးတပ်များစတဲ့မဟာမိတ်များနဲ့ပူးပေါင်းပြီးစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်ခင်ဗျာ။ထမံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အေအေထံကိုစစ်တပ်နဲ့တက်မဲ့လူငယ်များကို မြေပုံဒေသခံများရခိုင်မင်္ဂလာစီတော် TV လိုက်ပါပို့ဆောင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအရကတက်တော် AA တန်ကိုစစ်တနန်တက်ရန်သွားတဲ့လူငယ်များကိုရခိုင်ပြည်မြေပုံမြို့နယ်ဒေသခံများကရခိုင်မင်္ဂလာစီတော် TV လိုက်ပါပို့ဆောင်ခဲ့ကြောင်းတင်ပြရရှိပါတယ်မြေပုံမြို့နယ်မှာရှိတဲ့ဝေးလံခေါင်ဖျားတဲ့ဒေသကြီးရွာများမှာနေပြီး AA တန်ကိုစစ်တနန်တက်ရောက်ရန်လာကြတဲ့ယာနဲ့ချီတဲ့လူငယ်များကိုဒေသခံလူကြီးလူငယ်အမျိုးသမီးအမျိုးသားများက ဝတ်တာအားရဖြင့်ကျိုးစုကရခိုင်မင်္ဂလာစီတို့ TV တောင်းတောင်းပြပြလိုက်လံပို့ဆောင်ပေးခဲ့ကြတယ်လို့မြေပုံတေတာခန့်အမျိုးသမီးငယ်တဦးကနီရစ်ရာကိုပြောပါတယ်ဒီလူငယ်တွေကဝေးလံခေါင်ဖျားတဲ့ဒေတာတွေကလာကြတာမိုးရာသီမှာတော့ခက်ခက်ခဲခဲလာကြတဲ့သူတွေကိုကျမတို့အနေနဲ့ပြည်သူတယောက်အနေနဲ့လှိုက်လိုက်လဲလဲကျိုးစုပါတယ်လို့ဆိုပါတယ်အေးအေးဟာမြို့သားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြတ်တင်းကျက် NTEP ကိုပြီးခဲ့တဲ့မေလအတွင်းကထုတ်ပြန်ခဲ့ပါတယ်အရက်ကပြည်သူလူထုတရလုံးပါဝင်ခြင်းဖြင့် အမျိုးသားကာကွယ်ရေးတာဝန်များကိုပြည့်ဝစွာထမ်းဆောင်ရင်တမျိုးသားလုံးတက်ကြွစွာပါဝင်ခြင်းဖြင့်အရခတ်တိုင်းပြည်ရဲ့အချုပ်ချာအာဏာနဲ့နေမည်တည်တံ့ခံမြေးရေးကိုထိန်းသိမ်းကာကွယ်နိုင်ရန်အရခတ်တိုင်းပြည်ရဲ့ပြည်တွင်းပြည်ပအန္တရာယ်အရရက်ကိုကာကွယ်တားဆီးခြင်းအပြင်အရခတ်ဒေသနှင့်လူမျိုးဘာသာတိုင်းစီးလုံးချစ်ခင်စွာပါဝင်တဲ့အမျိုးသားကာကွယ်ရေးစနစ်တစ်ခုကိုထူထောင်နိုင်ရန်နဲ့အရခတ်တိုင်းပြည်ရဲ့အချုပ်ချာအာဏာပိုင်ဆိုင်မှုကိုထိန်းသိမ်းမြင့်တင်ရမှာနိုင်ငံသားတိုင်းတူညီတဲ့တာဝန်နဲ့အခွင့်အရေးများကိုကန့်စားခွင့်ရရှိစေရန် စတဲ့ရည်ရွယ်ချက်၄ရက်နဲ့ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်ပါတယ်။အေအေကရင်းတို့ပြတ်ထန်းလိုက်ပြီးတဲ့နောက်ပိုင်းရင်းပြတ်ထန်းမှုကိုထောက်ခံတဲ့လူငယ်များအလွတ်တရာများပြလာပြီးယခုကဲ့သို့လူငယ်များတက်တက်ကြွကြွနဲ့တင်းတင်းတက်ရလာရောက်ချင်းကိုဝမ်းသာအားရကြိုဆိုတယ်လို့ ULAAA နဲ့နှိစက်သူတူကနီရစ်ရာကိုပြောပါတယ်။ဒီပြတ်ထန်းချက်ပြတ်ထန်းပြီးနောက်ပိုင်းလူငယ်တွေကအတင်းခေါ်စရာတော့မလိုဘူး။သူ့ထုတ်သူဆွဲပြီးမျိုးချစ်စိတ်အပြည့်နဲ့တက်တက်ကြွကြွလာကြတယ်။ကျွန်တော်တို့လည်းအမျိုးသားရေးလုပ်နေတဲ့သူပါ။ ဒီလိုလူငယ်တွေလာကြတာကိုဂုံယူတယ်ဝမ်းသာတယ်။ဒါကြောင့်ရခိုင်မင်္ဂလာစီတော်ပွဲတော်တွေလုပ်ပြီးလူငယ်တွေကိုကြိုဆိုပြီးလိုက်ပို့ကြတယ်လို့ဆိုပါတယ်။အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ကိုထောက်ခံပြီးမောင်တုံးတောင်ကုတ်မြောက်ဦးပလက်ဝမြေပုံအပါအဝင်နောက်ထပ်မြို့နယ်များမှာရထောင်ချီတဲ့လူငယ်များစစ်တပ်နဲ့တက်ရောက်ရန်ဝင်လာကြတယ်လို့မြေပြင်သတင်းများအရသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့ တပိတ်ချင်းမြို့အနီးက PDF တင်ပိတ်ထားတဲ့ရွာနယ်ရွာကိုပြန်သိမ်းနိုင်ပြီလို့စစ်အုပ်စုတရင်ဖြန့်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းတပိတ်ချင်းမြို့အနီးက TNL နဲ့ PDF တွေတင်ပိတ်ထားတဲ့ကြီးရွာနယ်ရွာကိုဇွန်လ28ရက်နေ့နဲ့29ရက်နေ့တွေမှာပြန်လည်ထူးဆစ်ဆင်သိမ်းယူနိုင်ခဲ့တယ်လို့စစ်အုပ်စုကတရင်ဖြန့်ပါတယ်တပိတ်ချင်းမြို့နဲ့ခုနှစ်မိုင်ကြီးရွာနဲ့တပိတ်ချင်းမြို့ကြားမှာရှိတဲ့6မိုင်ရွာကိုဇွန်လ28ရက်နေ့မှာသိမ်းယူနိုင်ခဲ့ကြ မြို့နယ်9မိုင်အကွာမှာရှိတဲ့9မိုင်ရွာကိုဇွန်လ26ရက်နေ့မှာပြန်လည်သိမ်းယူနိုင်တာဖြစ်ပြီးအလောင်းနဲ့လက်နက်ခင်းရန်တွေလည်းတင်ဆက်ရရှိတယ်လို့မန္တလေးနန်းတွင်းအခြေပြုအလေပိုင်းတိုင်းစစ်တပ်နာချုပ်လပခကလက်သက်မွေးထားတဲ့စစ်တပ် lobby telegram channel တွေမှာအောင်ပွဲခံသတင်းပြန်ပါတယ်ဇွန်လ28ရက်နေ့ကစလို့တပိတ်ချင်းနယ်9မိုင်ရွာတဝိုက်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်အုပ်စုကနေ့စဉ်ရက်ဆက်၄ကြောင်းပုံကျင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်တပိတ်ချင်းမြို့အပါအဝင်တပိတ်ချင်းနယ်တွေက စေအုပ်စုအခြေစိုက်စခန်းအများအပြားကိုတော်လှန်ရေးတပ်တွေက2024ခုနှစ်နှစ်လယ်ပိုင်းကလေးကသိမ်းယူနိုင်ခဲ့ပေမဲ့ခုနှစ်မိုင်နဲ့တွင်းငယ်ရွာအနီးတစ်ဝိုက်မှာရှိတဲ့ဆော့ကတာနှစ်ခေါ်အမတ်နှစ်စစ်အခြေခံလေ့ကျင့်ရေးတပ်ကြောက်ကြီးနီးပညာတပ်နဲ့တတက73ခေါ်အမတ်73တမ်းမြင့်လေ့ကျင့်ရေးကျောင်းတွေသိမ်းယူဖို့ကြံနေသေးတာဖြစ်ပါတယ်။တပိတ်ချင်းမိုးကုန်းနဲ့စင်ကုန်းနဲ့တိုက်ပွဲတွေကနေဆစ်ရှုံးပြီးထွက်ပြေးလာတဲ့စစ်အုပ်စုနဲ့ပြူစောတီးတွေဟာအဲ့ဒီတပိတ်ချင်းနဲ့လက်ကျန်စစ်စခန်းတွေထဲကိုအောင်ပြီး လေကြောင်းအားကိုးနဲ့ခုခံနေတာဖြစ်ပါတယ်။အဆိုပါတပိတ်ချင်းတွေကလက်ကျန်စစ်စခန်းတွေကိုသိမ်းယူဖို့တော်လန်ရေးတပ်တွေဝိုင်းရံပိတ်ဆို့ထားတာတနည်းနည်းပါးကြာမြင့်နေပြီဖြစ်ပြီးလက်ရှိမှာတော့စစ်အုပ်စုကလေကြောင်းကနေတဆင့်အင်အားဖြည့်ကဖောက်ထွက်နိုင်ဖို့ထိုးစစ်ဆင်နေတာလို့ဒေသခံတော်လန်ရေးအင်အားစုတွေကပြောပါတယ်။ခဏမှန်ရွာအနီးကစစ်စခန်းတွေထဲလနဲ့ချီကြာခိုးအောင်နေရတဲ့စစ်အုပ်စုကလေကြောင်းအားကိုးနဲ့ဖောက်ထွက်ထိုးစစ်ဆင်နေတာဖြစ်ပြီး6မိုင်9မိုင် မြိုင်တာညာနဲ့ညောင်ပင်အိုက်ကြီးရွာတွေကိုစီးနှင်းကမိရှုဖြစ်စည်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။မင်းညကမိခိုးတွေကိုလုံးနေတာပဲ။အပတ်ထဲက9မိုင်6မိုင်ရွာတချမ်းစီပါသွားပြီးတဲ့ရှို့တာလို့ကိုတိုင်းစစ်ဘေးတင်းရှောင်လာသူတူကဆိုပါတယ်။စေအိုစုကဇွန်လ29ရက်နေ့ကစလို့၄ရက်ဆက်အပြင်းထန်တိုက်ခိုက်နေတာဖြစ်ပြီးလေကြောင်းကနေဒရဆက်ဘုံကျဲတာလက်နက်ကြီးထူတာဒရုန်းတွေနဲ့ပါဘုံကျဲနေလို့တိုက်ပွဲဖြစ်တဲ့နေရာအနီးက တော်ရဲတောင်တဲ့စစ်ဘေးရှောင်ခိုးလုံးနေရတဲ့စစ်ဘေးတုတ်ကတဲ့ပြည်သူတွေထပ်မံထွက်ပြေးနေကြရပြန်တော့လို့တပိတ်ချင်းတိတခန်တူကလည်းပြောပါတယ်။ဒီနေ့မနက်ဆိုဝိုင်တွဲက9နိုင်လောက်ထဲကလာကြတယ်။လေးမိုင်ရွာကနေပြီးတော့တစ်တလုံးအထိပြေးနေရတယ်။စစ်ရှောင်တွေထပ်ပြီးပြေးရတာအခြေအနေက တော်တော်ဆိုတယ်။လေရင်ကျဲတာပြင်လက်နဲ့ကြီးနဲ့တူတာလက်နဲ့ကြီးချောင်းမှုပြေးရတာ လေးမိုင်ကရွာသားတွေရဲ့အိမ်တွေတော့တော်တော်လေးပြားသွားတယ်ပြောတယ်။လမ်းနဲ့ကြည့်ရွာကတော့ဘာမှမဖြစ်ဘူး။နီးလို့ကြောက်လို့ပြေးရတာ ညောင်ပင်အိုင်းနဲ့မြိုင်တာယာနဲ့ကကြည်ကြလို့ပြေးတာလို့ပြောဆိုသိရှိရပါတယ်ခင်ဗျာဆက်လက်သိရှိရတဲ့သတင်းကတော့ဖန်စီရမိတဲ့တုံပန်၁၈ဦးကိုစီရေးအခြေအနေကြောင့်ပြန်လွတ်ပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစကိုင်းတိုင်းရွှေဘုံမြို့နယ်ဟင်းသာကြီးပြူရွာပြူစကန်းနဲ့စစ်ကောင်စီတပ်စခန်းကုန်းတို့ကိုတပြိုင်တည်းတိုက်ခိုက်ချိန်မှာကလင်းငယ်များနဲ့တကြီးရွယ်အိုများအပါအဝင်စစ်ကောင်စီလက်အောက်ခံမိသားစုစစ်တုံပန်၁၈ဦးကိုဖမ်းဆီးရမိပေမဲ့စီရေးအခြေအနေတင်းမာမှုနဲ့နေမြေအနေထားအရ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေသိရှိရပါတယ်။ရွှေဘုံမြို့နယ်ဟင်းသာကြီးရွာစခန်းနဲ့စခန်းကုန်းတို့ကိုဇွန်လ28ရက်နေ့မနက်6:30မိနစ်ကရွှေဘုံမြို့နယ်ပကဖဥဆောင်ပြီးပူပေါင်းပကဖများဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်းဘိုးနတ်တောင်စစ်ကောင်စီအထိုင်းချစခန်းကိုဒရုန်းပုံသီးများနဲ့တိုက်ခိုက်ခဲ့ကြောင်းဟင်းသာကြီးရွာဘက်မှပြူပန်ကငါးခုကိုအောင်မြင်စွာသိမ်းပိုက်ရရှိခဲ့ပေမဲ့လည်းအနည်းရှိစခန်းကုန်းကိုဆက်လက်သိမ်းပိုက်နေစမှာ လက်နက်ကြီးပစ်ကူများနဲ့စစ်ကူများရောက်ရှိလာတဲ့တက်ဆုတ်ခွာခဲ့ရတယ်လို့သိရှိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီလက်အောက်ခံ18ဦးသေဆုံးကြောင်းတိုက်ပွဲဝင်ရဲဘော်များမှမျက်မြင်အတိပြုနိုင်ခဲ့ပြီးအရာခံဗိုလ်တဦးအပါအဝင်နောက်ဆက်တွဲ9ဦးထပ်မံသေဆုံးကြောင်းနေမြေခံများရဲ့အတိပြုချက်အရသိရှိရတယ်လို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။တိုက်ပွဲကိုရွှေဘုံမြို့နယ်ပကဖတာဝန်ခံရဲ့ကွန်ကဲမှုနဲ့ရွှေဘုံမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့တိုက်နယ်1 4 5 ပကဖတ်တိုက်ခိုက်ရေးအဖွဲ့ဘုဒ္ဓလင်မြို့နယ်ပကဖတ်ဒရုန်းတပ်ဖွဲ့နဲ့တိုက်နယ်ငါပကဖတ်ဒရုန်းတပ်ဖွဲ့ရေဦးမြို့နယ်ပကဖတ်တိုက်ခိုက်ရေးအဖွဲ့တပေးရင်မြို့နယ်ပကဖတ် group 3အဖွဲ့ရွှေဘုံမြို့နယ်ပကဖတ် PTO ရွှေဘုံ Federal Tech Drone တပ်ဖွဲ့စတဲ့ပူးပေါင်းတပ်ဖွဲ့များကပေါ်ဆောင်ခဲ့ကြခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်မှာမြန်မာငွေကျပ်200 190ကျပ်တံများအသုံးပြုရမရတော့ဟုဒေသခံများပြောကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ အရကတတအေးအေးသိမ့်ပိုက်ထားတဲ့ရခိုင်ပြည်နယ်16မြို့နယ်မှာမြန်မာကျပ်ငွေ200ကျပ်တန်100ကျပ်တန်နဲ့90ကျပ်တန်များအသုံးပြုရမရတော့ကြောင်းဒေသခံများကပြောပါတယ်မြန်မာကျပ်ငွေ200ကျပ်တန်100ကျပ်တန်နဲ့90ကျပ်တန်များအားငွေ1000တန်900တန်စသဖြင့်စု၍ကွန်ပျူစီများပေးဝယ်ပေးမယ်လဲအသုံးမဝင်တော့ဟုဆိုကရောင်းချသူများကပြန်ပေးကြောင်းယတိတောင်မြို့နယ်ဒေသခံတအူးကပြောဆိုပါတယ်ဥပမာဗျာကိုညာ1000ဘူးဝယ်တယ် ငွေတထောင်နဲ့ညီမျှတဲ့90တန်အရွက်20ဖြစ်ဖြစ်တရာကျက်တန်10ရွက်ဖြစ်ဖြစ်200ကျက်တန်5ရွက်ဖြစ်ဖြစ်ပေးချေလို့မရတော့ဘူးလက်မခံကြတော့ဘူးလက်ရှိမှာတထောင်ကျက်တန်နဲ့900ကျက်တန်တွေကိုတောင်လက်မခံနိုင်ဖြစ်လာနေကြတယ်ဥပမာကျက်တကောင်ကိုငွေကျက်4000နဲ့ဝယ်ရင်တထောင်တန်အရွက်40ပေးလို့လက်မခံကြတော့ဘူးလို့ပြောဆိုပါတယ်လက်ရှိမှာရခိုင်မှာ90ကျက်တန်မှ200ကျက်တန်အထိငွေစက်ကူများဟာအသုံးပြုရမရဖြစ်လာနေတဲ့အတွက်တစတစပျောက်ကွယ်လာနေတယ်လို့ဒေတာခံများထံကနေသိရှိရပါတယ် မောင်တော်ဒေတာခန်တူးကကျွန်တော်တို့ရခိုင်မှာကုန်စည်နှုန်းတွေအစမတန်မြင့်တက်လာနေတော့မြန်မာကျပ်ငွေ200 100 90ကျပ်တန်ကုန်ပစ္စည်းဆိုတာဘာတစ်ခုမှမရှိတော့ဘူးအဲဒါကြောင့်အဲ့ဒီငွေဆက်ကူတွေလည်းအတုံးမဝင်ကြတော့ဘူး900ကျပ်တန်မုတ်ဆိုတာလဲဘင်္ဂလားကလာတဲ့မုတ်ထုပ်လေးတစ်မျိုးနှမျိုးလောက်သာရှိတော့တယ်လို့ပြောကြပါတယ်လက်ရှိရခိုင်စစ်ပွဲကာလမှာစစ်ကောင်စီကပြည်မနဲ့ကုန်းလန်းရေလန်းတို့ကိုပိတ်ဆို့ဖျက်တောက်ထားတဲ့အတွက်ရခိုင်မှာကုန်စည်နှုန်းများအစမတန်ဈေးမြင့်တက်နေခြင်းဖြစ်ပါတယ် ရင်းပြင်စစ်ကောင်စီက2021ခုနှစ်မှစတင်ကအာဏာသိမ်းလိုက်ပြီးနောက်မြန်မာကျပ်ငွေတန်ဖိုးတဖြည်းဖြည်းကျဆင်းလာနေတဲ့အတွက်ကုန်စည်နှုန်းများအဆမတန်မြင့်တက်လာနေရခြင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်။လက်ရှိရခိုင်ဒေသမှာ9000ကျပ်တန်နဲ့1000ကျပ်တန်များသာအများဆုံးအသုံးပြုနေကြပြီးအခြား1000ကျပ်တန်နဲ့900ကျပ်တန်တို့ကိုပင်အသုံးနည်းလာတယ်လို့သိရှိရပါတယ်။ရခိုင်မှာတိုက်ပွဲများကြောင့်ဗန်လုံငန်းများရပ်တန့်သွားခဲ့ပြီးနောက် ငွေဆက်ကူများအစ်စ်ဝင်ရောက်မှုမရှိတော့တဲ့အတွက်ချင်းနှင့်ပြီးငွေဆက်ကူများကိုသာလှစ်ပတ်သုံးနေကြရတယ်လို့ဒေသခံများကပြောပါတယ်။အဲ့ဒီလိုသုံးဆွဲကြရမှာလဲအနေငယ်စုပ်ပြဲစွန်းထင်းတဲ့ငွေဆက်ကူများကိုလက်မခံကြတော့တဲ့အတွက်သုံးဆွဲသူများအကြအခက်အခဲဖြစ်နေကြတယ်လို့သိရှိရပါတယ်။အရကပြည်သူတော်လှန်ရေးအစိုးရကဗက်စနစ်များလှစ်ပတ်မှုမရှိဖြစ်နေချိန်မှာအစိုးရစုပ်ပြဲစွန်းထင်းတဲ့ငွေဆက်ကူများကိုဆက်လက်သုံးဆွဲကြရတဲ့လက်မခံပါကတိုင်ကြားနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရေးသတင်းထူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ